ကလေးတွေစီကဝိညာဉ်ဆွမ်းအားတွေကိုစုပ်ယူပြီးမြောက်ကလေးတွေအဖြစ်ကိုပြောင်းလဲလိုက်တော့တယ်။နားရေဟာအမေကြီးကရက်ပါတော့ပရိသတ်များအားလုံးနဲ့မင်္ဂလာပါရှင်။ဒရရဲ့ channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့တစ်ခေါင်ပေါက်ထဲမှာဖန်းခေါ်ထားခြင်းခံခဲ့ရတဲ့မင်းသမီးလေးရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါရရှင်။စိတ်ဝင်စားစရာကောင်းတာမို့အဆုံးထိပေးအောင်လို့ဆက်ကြည့်ပေးကြပါဦးနော်။ ထုံးစားတိုင်း VPN လေး on ပြီးတော့ကြည့်ရှုကြည့်ဖို့ကိုလည်းမမေ့ကြပါနဲ့ရှင်။ဟိုးရှိရှိတုန်းကတောင်ချီမှာရှိတဲ့ရွာကလေးတရားနာမှာတလဲပင်ကြီးတပင်ရှိတဲ့။အပင်ကြီးဟာအရေးအာဝါဒလေးအလွန်ကောင်းလာတဲ့။တခြားတလဲပင်တွေနဲ့မတူဘဲချိုမိန်ပြီးအရသာရှိတဲ့အစ်တီတွေလည်းရာသီမရွေတီးပွင့်နေတဲ့။အသေးလေးကနူးညံ့ပြီးအရေးရှမ်းကအခြားအသေးတွေထက်အရသာပိုရှိလေတဲ့ကွယ်။ အဲဒါကြောင့်ပဲဒေတာခံတွေဟာတလဲသေးတွေအမြဲလာခိုးစားကြပြီးစိုက်ပျိုးအတွက်လည်းဂိုင်းတွေကိုချိုးယူကြလိမ့်ရှိတဲ့။ဒီတလဲပင်ကနာမည်ကြီးနေတဲ့အပင်ကြီးပဲ။လူတွေပြောသလိုအရာသာရှိရလားသိအောင်ညီးကြည့်မှာပါ။အိုးချိုးနေတာပဲ။အရာသာရှိလိုက်တာ။ထထောင်စားကြနေပြီ။ဒီအပင်ကအကြီးကြီးဆိုတော့တစ်ခေါင်းပေါက်ရှိလောက်တယ်။အဲဒီအပေါက်ထဲခဏဝင်းနေအောင်ပါပါလိမ့်။ ရွာသားတွေကဒီတလဲပင်စီကို ပုံမှန်လာကြမှာပဲ။သူတို့လာရင်ပန်းစားပြီးငါစွာအားတိုးလောင်လို့ရမယ်။ဆန်ဖြူဆုံးမကြီးရောက်တလဲသီးတွေခိုးစားပြီးတော့အပင်ပေါ်ကတလဲသီးတွေအားလုံးကိုအစိတ်သိအောင်လုံလိုက်လေတဲ့။ခိုးစားရင်ရွာသားတွေထိခိုက်အောင် အကြံစိုးနေပေါ့ခွေ။ပြီးတော့တပင်ကြီးရဲ့ဝင်ရောက်ပြောက်ကွေးသွားတယ်တဲ့။ကလေးတွေဟာလမ်းပေါ်မှာပြေးလွှားနေကြတယ်။ အလောတကြီးနဲ့ဘဲသွားကြမလို့လေခလေးတို့တလဲဒီတွေသွားခူးကြမလို့လားဟုတ်တယ်တော့တလဲဒီသွားခူးမလို့နင်တို့ချီလန်တို့လက်တန်တို့လေးတွေနဲ့ဘလို့ခူးမလဲဟဲ့သားတို့အထင်မသေးပါနဲ့ဗျသားတို့ကအကောင်သေးပြီမဲ့ရှက်လက်ပြီးအားရှိပါတယ်သားတို့ခူးနိုင်ပါတယ်ဗျငါအဖြစ်မယုံပါဘူးကဲမြန်မြန်သွားကြခူးပြီးရင်ငါ့ကိုလာပေးဦးအဲ့ဒါမှငါယုံမယ်အတော်ရဲ့စားခြင်းနဲ့ဆိုလဲပုံဝင်လင်းလင်းပြောလီ ပါလို့ကျွန်တော်တို့ကိုလာလောင်နေတာလေပိုက်စာနေပြီဗျသွားတော့မယ်အေးပါအမြင်ကြီးတော့မတက်ကြနဲ့နော်ပြုတ်ကြအောင်မယ်ငါ့ကိုလည်းလာ ပေးဖို့မမေ့နဲ့အောင်ငါလည်းစားကျင်လို့ပါဟဲ့အလုပ်တွေရှုပ်နေတော့သွားမရလို့ပါဟုတ်ကဲ့ပါအတော်စကားပြောပြီးအတော်လူလည်းအိမ်ပြန်သွားတော့တယ်ခလေးတွေလည်းတလဲပင်ကြီးစီထွက်လာခဲ့ကြတော့တယ်တလဲသေးတွေတော်တော်မှဲ့နေပြီပဲငါတက်ခူးလိုက်မယ်အေးမင်းခူးတာအတူစားကြမယ်လीအ ပြီးမှတခူးကြတာပေါ့ကလေးတွေလည်းစားပြီးတာနဲ့ဘိုက်အောင်လာကြတော့တဲ့အိုးဘိုက်အောင်လိုက်တာဘလို့ဖြစ်တာပါလဲငါတော်တော်အောင့်နေပြီငါရောပဲဘိုက်တော်တော်အောင့်နေပြီကလေးတွေလည်းဘိုက်အောင်လုံးလို့မိဘော်လေးကြအရင်လေးကုံတော့တဲ့စုံမကြီးလည်းထွက်လာလေတဲ့ကွယ်နောက်ဆုံးတော့ငါထောင်ကြောက်မှာမိသွားပြီဒီတလဲပင်ကြီးရှိတာငါကံကောင်းတာပဲငါဘာမှတောင်ပင်မန်းစရာမလိုလိုက်ဘူး ဓလေးတွေကိုတခေါင်းနဲ့ခေါ်သွားမှာပါလိ။စပင်ဖြူဆုံးမှကြီးလဲသူမရဲ့ဘုံအောင်ရဖြစ်တဲ့တခေါင်းပေါက်တဲ့ကလေးတွေကိုခေါ်သွားတဲ့။ပြီးတော့ကလေးတွေစီကဝိညာဉ်ဆန်အားတွေကိုဆုပ်ယူပြီးမြောက်ကလေးတွေအဖြစ်ကိုပြောင်းလဲလိုက်တော့တယ်။ဒီနေ့ကစပြီးမင်းတို့ကငါအစီအကံတွေ ဖြစ်လာရမယ်။ငါစကားကိုထာဝရနားထောင်ရမယ်။တဖက်မှာတော့ဒေါ်နုဟာကလေးတွေကိုမျောနေပြီမြက်မလာတာကြောင့်သူ့ခင်မုံဖြစ်သူကိုပြောတဲ့အဖေကြီ ရွာထဲကကလေးတွေတလဲစီခူးဆိုပြီးသွားကြတာအခုထိပြန်မလာကြသေးဘူး။သွားကြည့်ပေးပါအောင်တော့တခုခုများဖြစ်နေကြတာမသိဘူး။မင်းရမင်းသွားကြည့်ပါလား။ငါအိတ်အိုးမယ်။ဒီနေ့ကအမိုးပြီးနေလို့တိတ်မကောင်းလို့။ကျမတက်ရောက်တဲ့မသွားရဘူးတော့။ရှင်စေးတောက်ပြီးလိုက်ခဲ့။အဲ့လိုဆိုရင်တက်တာသွားလိမ့်မယ်။အမေကြီးရေငါခေါင်းကိုက်နေလို့ပါငါတေးတော့မှမကြောက်ဘူးလားအိပ်ပါရစေကွာ ဖေကြီးရဲ့တော်လေးအကဲပုံမနေစမ်းပါနဲ့ကျမနဲ့အတူကလေးတွေကိုလိုက်ကြည့်ပေးပါဦးအိုမိုကတော့အိတ်ချင်တာကြောင့်ထမလာဦးရဲ့ဒေါ်နူလည်းကရင်ပေါ်ကနေအိုမိုခြေောက်ကိုဆွဲချတာပေါ့ကွယ်နားရေဟာအမေကြီးကရက်ပါတော့ဒါဆိုလေမင်းမြတ်ကအိုမိုနဲ့ဒေါ်နူလည်းတလဲပင်ကြီးစီရောက်သွားကြပေမဲ့ဘသူကိုမှမတွေ့ဘူးလေကွယ်အိုးကလေးတွေပဲများပြောက်သွားကြပါလေထူးဆန်းလိုက်တာ ကလေးတွေမတွေ့ရင်လဲတလဲဒီစားပြီးပြန်ကြစို့ကွာအဲ့ဒီချိန်မှာပဲအင်မတန်နှူးညံ့လာပါတဲ့မင်းသမီးလေးတစ်ပါးဟာတလဲပင်ကြီးစီရောက်လာတဲ့မင်းသမီးလေးဟာနမဲကြီးနေတဲ့တလဲဒီတွေကို စားကြည့်ဖို့ရောက်လာတာပေါ့ကွယ်။အိုမိုးနဲ့ဒေါ်နုလည်းမင်းသမီးလေးကို တူးထောက်ပြီးတော့ကြိုဆိုလိုက်ကြတဲ့။ထားကြပါရှင်။အတင်းတို့ရောတလဲဒီဟာခူးစားကြတာလား။ဟုတ်ပါတယ်မင်းသမီးလေး။ဒီတလဲဒီတွေကတိတ်ကိုအရသာရှိကြောင်းပါ။ ကျမအတွက်ပါခူးပေးလို့ရမလားခူးပေးပါမယ်မင်းသမီးလေးဦးမိုးလေးတလဲသီးမဲရီကိုချက်ချင်းမဲ့တက်ခူးပေးလိုက်လေလာပါအတင်တို့လဲတလဲသီးတွေစားကြလေမင်းသမီးလေးစကားကြောင့်သူတို့လဲတလဲသီးတွေကို စားလိုက်ကြရင်တလဲသီးတွေကအရင်ကနဲ့မတူပဲပိုပြီးတော့အချိုးမိန်နေတာကိုသတိထားမိကြတဲ့စားပြီးမကြခင်ပဲဦးမိုးနဲ့တော်နုလေးမြေမြမောကိုလဲကြသွားလီတော့တယ်ပါဖြစ်ကြလေတလဲသီးကအစိုက်တင်နေရလား အဲ့ဒါကြောင့်သူတို့မူးလေသွားတာလားအစိတ်တင်တလဲသေးတွေကြောင့်ဦးဖူးတို့လင်မယားမူးလေသွားပြီမဲ့မင်းသမီးလေးကတော့ဘာမှမဖြစ်လေဘူးရဲ့ကွယ်ဒီမင်းသမီးကဘာလို့ဘာမှမချစ်ရတာလဲသူကိုယ်တင်းနဲ့ကလေးဖွေးလိုက်တာဒီအနန်လေးကနေ့ကိုကာဝေးပေးထားတာလားပါပဲဖြစ်ဖြစ်နေက အစိမ့်မသိမှုဆိုမှတော့ထူးကြတယ်ဦးပဲနေကိုစားလိုက်ရင်ငါပိုးပြီးနုပြိုလာတော့တယ်လာစမ်းငါနဲ့လိုက်ခဲ့အိုးခင်ကျမရှင်နဲ့မလိုက်ဘူ ရှင်ကတလဲသီးတွေကို အစိုက်ကတ်ထားတာလား။အဲ့ဒီအစိုက်ကိုမြ мян ဖယ်ပေးပါ။ရွာသားတွေကလည်းတလဲပင်ကိုလိုအပ်တယ်။ဒီရွာသားတွေကိုကဲကျင်နေသေးတာလား။နင်ကိုနင်ကဲဖို့လဲစဉ်းစားဦး။နင်ရောသူတို့နှစ်ယောက်ကငါဖမ်းခေါ်သွားမယ်။ငါလက်ကလို့ဖို့မတွေးနဲ့။စုံမကြီးလေးသူတို့သုံးယောက်ကိုတစ်ကောင်ပေါက်တဲ့ခေါ်သွားတော့တယ်။အမုန်းနဲ့ဒေါ်နုစီကဝိညာဉ်ဆန်အားတွေကို ဆုပ်ယူပြီးမင်းသမီးလေးစီကတော့နှုတ်ပြမှုကိုဆုပ်ယူဖို့ပိတ်လောင်ထားလိုက်တဲ့။ဘာကြောင့်လဲဆိုတော့ မင်းသမီးလေးရဲ့ကိုတင်တဲ့အမွေမွေလေးကသူ့ကိုပြန်လဲနှုတ်ပြိုစေမယ်လို့ရှင်ကျူနေလိုတဲ့ Gray တပတ်မှာတော့ဘယင်ကြီးဟာမင်းသမီးလေးနန်းတော်စီပြန်မလာတာကြောင့်စိုးရိမ်နေရှာလေးတယ်။ဘာလို့သမီးတော်စီကတရင်အစားအနာတော့မကြားရတာလဲ။နမိတ်ဖတ်ဆရာကြီးသမီးတော်ရဲ့ကန်းဓမာကိုတွက်ချက်ပေးပါဦး။အနေရများတုံ့တွေ့နေရလေလို့လား။မှန်ပါ ကျွန်တော်မျိုးတွက်ချက်မှုအရာတော့မင်းသမီးလေးဟာတောင်ချီမှာရှိတဲ့ရွာနာကတပင်ကြီးရဲ့မှာစံရွယ်ဖြူဆုံးမကြီးရဲ့ပန်းစည်းချုံနှောင်ခြင်းကိုခံထားရကြောင်းပါဖေ။ဟေးတမီးတော်လေးကိုကဲ့တင်မို့ကိုတော့ဘာလို့ရမလဲ။မှန်လားပါဖေ။အဲ့ဒီစပင်ဖြူဆုံးမကြီးကိုနှိမ်နှင်းနိုင်စွမ်းရှိသူကိုရှာရပါမယ်ဖေ။ဒါဆိုလေနေမီ အရရကသူ့ရဲ့ကောင်းတွေကိုကုညီဖို့စင်ခေါ်စေ။မှန်လားပါဖေ။ ရပောင်းနေငယ်ကြပြီးချိန်မှာတော့ဘယင်ကြီးဟာချောမောခံကြပြီးရေဆန်းတတိနဲ့ပြေဆုံးတဲ့မင်းသားလေးညာနာကိုရွှေ့လိုက်တဲ့။တမီးတော်ကိုဖန်စီထားတဲ့အစုံးမကြီးကိုတကယ်အနိုင်တိုက်နိုင်နေမလား။ကျွန်တော်မျိုးတေချာကလေးမပေးနိုင်မိမဲ့အကောင်းဆုံးစ조사မှာပါဗျာ။မောင်မင်းသဘောထားကိုကိုတော်သဘောကြတော်မူတယ်။မောင်မင်းအစီအစဉ်အတိုင်းဆက်လုပ်ပါ။မမလာပြေနေကြရင်စုံးမကြီးကအပင်တွေကထွက်မယ်လို့သိရတယ်။ အဲ့ဒီအချိန်ကိုခိုးဝင်ပြီးမင်းသမီးလေးကိုကဲ့တင်မှမယ်။ဒါပေမဲ့တခုတော့ခွင့်တောင်းမရစေ။ရပါရဲ့။မောင်မင်းအလို့ရှိတာပြောစေ။မင်းသမီးလေးရဲ့ကိုတင်တဲ့အယံမွေးတာကနန်းတော်ရှိခန်းကြီးလေးကကြာပန်းလီကိုစားလို့မွေးတာလို့သိရတယ်။နန်းတော်ကကြာရီကအခြားကြာရီနဲ့မတူပဲကြီးမားပြီးပုံမွေးပြန်နေတဲ့ပြီးတော့စွမ်းအားလည်းရှိတယ်လို့ပြောတယ်။ကျွန်တော်မျိုးကိုကြာပန်းတစ်ပွင့်လောက်ခုခင်ပြူပါ။တလဲမင်းလေးကိုဝင်ဖို့ ဂျာပန်ရဲ့အစွမ်းတွေလိုအပ်လို့ပါမောင်မင်းအလို့ရှိတဲ့လောက်ခူးစီလာပြညရောက်တဲ့အခါမှာတော့စုံမကြီးလေးတစ်ပင်လေးကထွက်သွားလေတဲ့မင်းသားလေးလေးရေကန်လေးကအကြီးဆုံးဂျာတပွင့်ကိုခူးယူလိုက်လေတဲ့ဂျာပွင့်ကိုခူးလိုက်တာနဲ့မင်းသမီးလေးရဲ့ခန္ဓာကိုယ်ကလည်းထူးခြားလာလေပါဖြစ်ကြလေစုံမကြီးရောပဲရောက်သွားလေဘာလို့အရန်ပူနေရတာလဲခေကြပါဦးတရရောက်ရှိရင်ခေကြပါဦး မင်းသမီးလေးရောပူလို့လို့တရင်မိသွားလေမင်းသားလေးလေးကြာပန်းရဲ့အဆိုင်နဲ့တလဲမင်းလေးကိုဝင်လိုက်လေတဲ့မင်းသမီးလေးမေလဲနီကတွေ့ရနဲ့ပွေချီပြီးတလဲမင်းလေးကထွက်လာလိုက်တဲ့ဟင်ရှင်မလို့လေဒီဟိုဘာလို့လာတာလဲရှင်ဒုက္ခရောက်လိမ့်မယ်တလဲမင်းကြီးကအရင်ကတလဲမင်းကြီးမဟုတ်တော့ဘူးမြ мян ပြီးတော့မဟုတ်ရင်ရှင်ဒုက္ခအကြီးအကျယ်တွေ့လိမ့်မယ်မကြောက်ပါနဲ့ကျွန်တော်ကမင်းသမီးလေးကိုစုံးမကြီးလက်ကကယ်ဖို့ရှောက်လာတာပါ ။စံနယ်ပြူဆုံးမှဒီလေချက်ချင်းပဲရောက်လာတဲ့အရန်လေးစိတ်တူနေတာပေါ့ကွေ။နင်ဘလို့လို့အပြင်ရောက်နေကြတာလေ။နင်ကရောပါလာရှုပ်တာလေ။ဆုံးမအိုကြီးဒီနေ့ကမင်းရဲ့တေးနေပဲ။မင်းကိုတုတ်တင်ပြီးလူတွေကိုဒုက္ခအထက်မပေးနိုင်အောင်ငါလာခဲ့တာဝေ။ဒီငါများဘလောက်လေးမလောက်စားနဲ့။ငါကိုတတ်နိုင်မဲထိနေတာလား။စံရဖြူဆုံးမကြီးရဲ့စွမ်းအားတွေကိုကလဲပင်ကြီးမှာတူလောင်ထားတယ်ဆိုတာမင်းသားလေးကသိတဲ့ တလဲပင်ကြီးကစန်းရွယ်ဖြူဆုံးမကြီးရဲ့အသက်သွေးကြောပေါ်ကွေကျောင်းမကြီးလည်းမင်းသားလေးကိုမော့အစမ်းနဲ့တက်ဖို့လုပ်တဲ့မင်းသားလေးကကြာပန်းရနေနဲ့ကာဝေးလိုက်တော့ဆုံးမကြီးရဲ့အစွမ်းတွေကတလဲပင်ကြီးကိုထိပြီးတလဲပင်ကြီးလည်းလောင်ကျွမ်းသွားလေရောတဲ့အမလီတိတ်ပူတာပဲနင်တို့တွေနင်တို့အာကေကြပါဦးပူလိုက်တာဆုံးမကြီးလည်းအငွေ့ပြန်ပြီးတော့ပျောက်ခွေသွားလေရောတဲ့ဦးမိုးတော်နုနဲ့ကလေးတွေလည်း အသက်ရှင်လျက်ပြန်ရောက်ရှိလာကြတော့တဲ့မင်းသမီးလေးကိုလည်းနန်းတော်စီကိုပြန်ပို့ဆောင်ပေးလိုက်တာပေါ့ကွယ်မင်းသားလေးဟာတကယ်ကိုရှဲရင်ပြီးတည်ကြည့်တာပဲငါကိုတော့သဘောကျတော်မူတယ်ကိုတော့သမီးတော်ကို လက်ဆက်ယူနိုင်မလားကျွန်တော်လည်းမင်းသမီးလေးကိုသဘောကျပါတယ်ဒါပေမဲ့သူမရဲ့သဘောထားကိုလည်းသိကြင်ပါသေးတယ်ကျွန်တော်မျိုးဖိအားမပေးကြင်ပါဘူးသမီးတော်လေးရဲ့သဘောပါဘောကွယ်သမီးတော်ကတော့ခမီးတော်ရဲ့သဘောပါပဲ ဒါဆိုသမီးတော်လေးနဲ့မင်းသားလေးကိုထိမ်းမြားပေးတော်မူမေတရိုင်းကြီးလုံးကို မောက်ခတ်ကြည်ညာစီမင်္ဂလာပွဲကိုလည်းချင်းချင်းတဲ့ကျင်းပါတော်မူမေအဲ့ဒီအချိန်ကစပြီးတောင်ချေကတလေးပင်ကြီးမှလည်းဘာအနေရဲမှ မရှိတော့ဘဲမင်းသားလေးနဲ့မင်းသမီးလေးကလည်းပြို့ရှင်စွာနေထိုင်သွားကြလီတော်တဲ့ကွယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်အခုလိုပုံမြင်လေးတွေကိုသဘောကျနေတဲ့ဆိုရင်တော့ Dairy Channel လေးကိုလည်း Like and Subscribe လုပ်ထားပေးကြပါဦးနော် ပုံမြင်တွေတွေ့တဲ့နိုင်အမြဲတမ်းသိရှိနိုင်အောင်လို့ဒေကနိုတီခေါင်းကောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေရှင်။